အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United အသင်းကပေါ့ဗျာစနေနေ့စစ်တနိုင်မှာကိုရီး Old Trafford မှာပေါ့ဗျာဒီ Premier League ပွဲစဉ်ကို Brighton ကိုကျွန်တော်ကစားခဲ့တယ် United အသင်းကတကယ့်ကိုကောင်းဝင်နေ performance နဲ့ငြိပါတယ်ကျွန်တော်တို့ဒီလက်ချင်းအချိန်မှာ Manchester United အသင်းကအဆင့်လေးရမဲ့6မှန်နဲ့ယာယီကျွန်တော်ရည်တင်နေပါတယ်တင်းနေငင်းဒီကစားမယ့်ပွဲစဉ်မှာဘေးအသင်းတွေကအမှတ်တရပြီးတော့ Manchester United အသင်းကအဆင့်တစ်ခုပြန်ပြီးတော့ဘယ်လောက်ထိရှိမလဲဆိုတာ ကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုတော့အစားသမားတွေဒီနေ့ပွေးစင်နဲ့ပတ်သက်ပြီးတော့ပွေးပြီးတုံတဲ့ချက်ကျွန်တော်ဆွေးနွေးတော့ပါမယ်တကေးကိုယူနေတဲ့အသင်းပြန်လာပြီလားဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမလို့ဖြစ်နေပါပြီဆိုတော့အားလုံးမင်္ဂလာပါအစားသမားတွေအားလုံးမင်္ဂလာပါပထမဆုံးကျွန်တော်တို့အသင်းဘက်ကပေါ့ဗျာဒီနေ့ပွေးစီမှာလူစင်းအနေထားကိုကြည်ကြည်ရလို့ချင်းကိုသူမဆယ်နီလမ်းမယ်ဒီနေ့ပွေးစီရလည်းပဲတကေးကိုတူအနေနဲ့လက်စွဲပြပြီးတော့တကေးကိုကောက်ခွေးမှုပြုလုပ်ခဲ့တယ်ဝေဘဲရဲ့ကျွန်တော်တို့ဒီ တရားစင်နာကပေါ်ပဲပြစ်တဲ့ဘောတကူတော့မကောက်ခင်နိုင်ဘူးတိုးတော်လေးစနေလဲမကသုံးပွေးဆဲကျွန်တော်တို့ကစားပြထားတယ်ဆိုတော့ကျွန်တော်တို့နောက်တဲ့သူရုံကိုကြည့်ရလို့ချင်းပေါ့ဗျာကျွန်တော်တို့ဒီနေ့အတိုင်းပါပဲအာလူချောရဲ့ဒီလင်းနဲ့လီနီယူပေါ့ဗျာပြီးလို့ချင်းကျွန်တော်ကွင်းလေးလေးရမဆိုဒီကိုတားလို့ပဲပဲချမ်းမဘလူးနိုဖာနေတဲ့ကက်စမီရိုနဲ့အာမီဒီယာလိုနေဗတန်နေရောက်မှာဘရိုင်ယန်အေဘူမွန်နဲ့မတည့်ရဲ့ကိုညာအထမဘီဂျီမိုဆစကိုဒီဘီဂျီမိုဆစကိုက လက်ချီမှာဆိုရင်ဂိုးတွေလည်းတင်ထားပြီးပြီးလို့ချင်းကျွန်တော်ဖန်တီးမှုတွေလည်းဒီနေ့ပွဲစဉ်မှာတခဲကိုမြင်တွေ့ခဲ့ရတယ်ဆိုတော့ဒါကကိုအတင်းရဲ့ပထမပိုင်းမှာပွေထုတ်လာတဲ့လူစည်းပေါ့ဗျာ United အတင်းကပေါ့ဗျာ Senegal ကိုကျွန်တော်နိုင်တယ်2-0နဲ့ပြီးလို့ချင်းကျွန်တော်ဝေးကွေး Liverpool အင်ကွေးမှာ2-0နဲ့ထိနိုင်တယ်ခုချိန်ရင်လည်းပဲ Brighton ကိုကိုရီအိုထရမနဲ့နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တင်ကားပါဗျာဂျိုးစာအသားစားတယ်ပြီးလို့ချင်းဂျီယောအသားကိုပါထက်စားတာပေါ့ ဆိုတော့ဒီနေ့ပွေးစဉ်ကပွေးပွေးလေးပြောလို့ကြည်မက်ချက်ဆောင်နေတဲ့အသင်းရောဘရိုက်တယ်အသင်းရောတကယ်ကိုလှုပ်အားလုံးပြပြီးတော့အဲသူတို့နိုင်ပွေးဆာလုံးနေတဲ့အမေတကယ်ကျွန်တော်တို့တွေးကြရတဲ့ပွေးစဉ်တွေဖြစ်ပါတယ်ပြောပြမှုရတတ်လေးအမေကကောင်းခဲ့တယ်လို့မချော်တော့ဇွေဟုတ်တယ်မလားနိုင်လူစိတ်ပြင်းပြမှုနဲ့ဘရိုက်တယ်ဆိုရင်လည်းပဲဒုတိယပိုင်းသူတကိုးရပြီဆိုတာနဲ့လုံးဝနောက်ထပ်ကိုးရဖို့တဲ့သူတို့မျှော်မှန်းခဲ့တယ်တကယ်လည်းပဲနှိမ့်စမှုချိခဲ့တယ်ဆိုတော့ ီနေ့ပွဲစဉ်ပထမပိုင်းရလဒ်တွေကိုကြားလို့ချင်းပေါ်ဗျာ United သင်းက2-0နဲ့ငိုရတယ်သူတို့တေကဂိုးမရှိဘောဗျာဘောလုံးပိုက်ဆံမှုကိုကြားလို့ချင်းသူတို့တေက58ရခဏူးရတယ်ကို United သင်းက42ဘောဗျာဂိုးပေါက်ကဲတဲ့မှုမှာသူတို့တေ6ချင်းကျွန်တော်တေက6ချင်းဘောဗျာဂိုးပေါက်တွင်မှုကကျွန်တော်3ချင်းရှိပြီးတော့နှစ်ကိုဝင်တဲ့သူတို့ကတစ်ချင်းရှိခဲ့တဲ့တကောမဝင်ဘူးကျွန်တော်ဒီနေ့ပွဲစဉ်မှာဗောဗျာ clean sheet ရမယ်လို့ထင်ခဲ့တာတိုးတော်လည်းပဲ Brighton က တကိကိုလုံအောင်ပြပြီးတော့ကိုရဖို့ကိုပဲဥတည်တော်ခဲ့တဲ့အတွက်တပွေးလုံးကျော်တို့မီနီ60အထိစာလုံခဲ့တာဆိုတော့မချေစာုံနေတဲ့တင်ကအတွေးညီညီတရုပ်ဆုံနိုင်ခဲ့တဲ့အတွက်ကျွန်တော်နိုင်ပွေးတကိကိုထိုက်တန်ခဲ့တဲ့အနေနဲ့တော့ဗျာ United တင်ကပေါ့ဗျာ24မိနစ်မှာဆိုရင်မတီးရဲ့ကိုညာကတကိကိုလှလှပပတကိုသွင်းတယ်ပြီးလို့ချင်းကျွန်တော်34မိနစ်မှာကက်စမီရိုကတကိုသွင်းတယ်ဒီနေ့ကက်စမီရိုက တကယ်ကိုကွေးလင်ကနေဖန်တီးမှုတွေကောင်းတဲ့ present တော်တဲ့နေရာမှာလဲကျွန်တော်ဖြတ်ထုတ်မှုတွေလုံးဝကိုအမေရိကန်ပြခဲ့တဲ့ player တယောက်လို့ဖြစ်တယ်။ချစ်ချစ်ပြောလို့ချင်းကက်စီမီရိုကိုနောက်ရတီမှာဆိုရင်အသင်းမှာခြံထားမလားလို့တော့ပြောအောင်လို့ဖြစ်နေတာပေါ့ဗျာ။ကက်စီမီရိုအတွင်းကနေကိုရတော့ပေါ့ဗျာ OG သူအဲ့ဒီ area စနေကကန်ထည့်နေတဲ့လူကလမ်းကြောင်းပြောင်းပြီးတော့တစ်ဖက်ကစားတပါနေတဲ့ထီပြီးတော့ကျွန်တော်ကိုဝင်တော့ခဲ့တာ။ကိုအသင်းကပွေးစတဲ့လူလိုမှဥဆောင်ကို အမေရိကန်ယာမတာအဆင်ပြေမှာ ။ဘာကြောင့်လဲဆိုရင်လက်ကြီးဒီနေပွေးစဉ်ကိုကျွန်တော်ကြာလို့ကြီး Friday ဘက်ကသာဥဆောင်ကိုရမယ်ဆိုရင်ကိုတွေကလွေကူမေးအနေထားလို့ကျွန်တော်ပြောလို့မရဘူး။ Friday မှာဒီကနေ့ပွေးထုတ်လာတဲ့အနေထားမှာဆိုရင်လည်းပဲအဓိကကစားသမားတွေ injury ပြဿနာဒဏ်ပြဿနာနဲ့ကျွန်တော်နှစ်ပါးသွင်းနေခရရတဲ့အတွက်သူတို့တင်ဘကအရင်တွေရောလူငယ်ကစားသမားတွေရောအားထားပြီးတော့ယူနေတဲ့အသင်းကိုအဝေးဝေးခံကစားခဲ့တာတကယ်ကိုချီးကျူးစရာကောင်းမနေဘရိုက်တန်အတွက်ဆိုတော့ United သင်္ကပေါ်မှာပွေးစားပြီဆိုတဲ့နဲ့ချင်းချောင်းမှုတွေကျွန်တော် dress ဖိအားပေးမှုတွေကျွန်တော်တို့ကစားခဲ့တယ်။တစ်ဖက် Friday အသင်းကလည်းသူတို့ရဲ့ခံစစ်ကိုင်းလေတိုက်စစ်ကိုအသုံးချပြီးတော့ United သင်ကိုတံပြန် high pressing နဲ့ကျွန်တော်တို့တော့တွေ့ရပါတယ်။ Manchester United သင်္ကတော့ဗျာဒီနေ့မှဆိုရင်ပထမပိုင်းတကိကိုလှုပ်ရှားမှုတွေမြန်ကန်တဲ့မြန်နှုံးမြင့်တဲ့အနေအထားတွေကျွန်တော်တို့တွေ့ကြရတယ်။ဘာလို့လဲဆိုတော့ ဒီနေ့ပွေးစီမှာဆိုရင်မတရကိုညာတို့ဘရိုက်ရဲ့အဘမိုတို့ဘဂျမိုဆစ်ကိုတို့အထူးသဖြင့်အဲ့ဒီကွင်းလိမ့်မှာဆိုကက်စမီရိုဘရူနိုဖာနီနဲ့ပြီးလို့ရှိအာမက်ဒီယလိုဘရိုက်ရဲ့အဘမိုဒီလိုမျိုးအတွေးတွေကနေလှူရှားမှုတွေဟိုတယ်မလားကျွန်တော်တို့လုံးဝမြန်ဆက်တဲ့ပေပူမှုတွေကစားကွက်တွေတကယ်ကိုကျွန်တော်တို့အမေရိကန်ဆုံးလုံပြခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်သူတို့ဘရိုက်ရဲ့အသင်းဘက်ကပေါ့ဗျာဟောရင်တိုက်စစ်ကစားသမားဝေဘက်ယူနိုက်တက်အသင်းရဲ့ကစားသမားဟောဒီနေ့တကူသွင်းခဲ့တယ်ခွန်ဒီစ်လေးမိနီမှာ ဒီကစားသမားက Brighton နဲ့တောက်လျှောက်ကိုဂိုးတွေသွင်းပြီးတော့ခြေစဲအမေကင်ပြားနေတဲ့ပလေယာကြီးလို့ပြောလို့ရတယ်ကျွန်တော်။ဘာဆိုတော့ Weber က30ကျော်နေပြီ35လင်းကားနဲ့တစ်ခုရောက်နေပြီ။ဒါမဲ့သူမအိုသေးပါဘူး။ဒီနေ့တပွဲလုံးသူလိုက်ပါမှုတွေဟုတ်တယ်မလား United အသင်းကိုချင်းချောင်းမှုတွေက7သိန်းတော့ထားဖို့ကောင်းနေ။ Manchester United အသင်းကပေါ့ဗျာဒီနေ့ပထမပိုင်းရရာခေးတွေဂိုးတွေစွမ်းဆောင်ရေကျွန်တော်ကြည့်ရလို့ချင်းနိုင်ပွဲဆာလောက်မှုအတွေးညီမှုပြီးလို့ရှိကျွန်တော် ကိုဒမလန်မန်တကယ်ကိုကောင်းမွန်မှုအိုက်ပရက်စင်ကောက်တာတက်ကင်းပရက်စင်တော်တဲ့နေရာမှာလေးပြရပေးမှုစူးစေးမှုကစားသမားတွေရဲ့အတွေ့အညီကစားွက်တဲ့နောက်ပြီးတော့ကျွန်တော်ပြိုင်ဖက်ကိုကျွန်တော်ဖီးအားပေးတဲ့နေရာမှာလဲတီးကြတယ်မြန်ဆယ်တယ်ကိုအသင်ကစားသမားတွေကပေးပို့မှုတွေကအရင်လိုမဟုတ်တော့ဘူးအရင်ပွေးစီနေမှာဆိုကျွန်တော် present တော့တဲ့နေရာမှာလဲအချင်းနေမကောင်းဘူးလောင်းဘောတွေအမြင်ဘောတွေကျွန်တော်အသုံးချတာဒါပေမဲ့ဒီနေ့ပွေးစီမှာဆိုကစားသမားအများစုက အမြင်ဘောတွေကိုကျွန်တော်အသုံးချခဲ့တာ ါယူနေတဲ့အတင်ရင်လမ်းကြောင်းမှန်တစ်ခုကိုရောက်နေလို့ကျွန်တော်ပြောရမလို့ဖြစ်နေပြီစဉ်းစားကြည့်လေအရင်ပွေးတွေမှာဆိုရင်ပေါ့ဗျာကိုအတင်ကအမြင်ဘောတွေအားနေတယ်ဒါပေမဲ့လို့အဲ့ဒီအမြင်ဘောတွေအတုံးရှာတယ်အခုဒီလိုမျိုးမဟုတ်တော့ဘူးကျွန်တော်ညာဘက်အချမ်းမှာအာမေဒီယာလို့ဘရိုင်အမ်လုံးဝအတွေ့ညီနေကစားသမားနှစ်ယောက်ကတောက်လျှောက်ကိုပွေးတိုင်းလိုလိုမှာဖင်တင်းမှုတွေတုံချင်းကြော်ဖြဲမှုတွေလုံးဝလုံပြထားနိုင်တဲ့အတွက်ကိုဒီအတင်ရဲ့ အတိုက်တာတခုကြီးကျွန်တော်တို့အောင်းမွေနေအပေါင်းလက္ခဏာဆောင်တဲ့ပွေးစီတွေလာပြီးလို့ကျွန်တော်ပြောလို့ရတယ်အင်ကွင်း၄ပွေးဆက်ပရီးမီးယားလီ၃ပွေးဆက်ကိုအမေရိကန်ဆိုကစားကွက်တွေပေါ်ဖော်မန့်ပိုင်းတွေဆွဲဆောင်ရည်တွေနဲ့အကောင်းမွေဆုံးဖြတ်တန်းပြီးတော့နိုင်ခဲ့တဲ့ပွေးစဉ်၃ပွေးလို့ကျွန်တော်ပြောလို့ရပါတယ်ကိုသင်ကားပေါ့ဗျာဆန်ဒလေးပွေးစီမှာလည်းအကောင်းဆုံးတူးစင်းနဲ့နိုင်ခဲ့တယ်လီဗာပူးနဲ့အဝေးကွင်းမှာဆိုရင်လည်းထပ်ပြီးတော့ကျွန်တော်တို့2ဝဲနဲ့ထက်နိုင်ခဲ့တယ်ကျန်လာပါတယ်ဆိုတော့ MV ကွင်းမှာတော့အခုလေးပဲကိုရဲ့ Ultra ပေါ်မှာ ကျွန်တော်မက်ချက်စာဝင်နေတဲ့ပိတ်သက်တွေရောအသင်းတာဝန်ရှိသူတွေအတွက်ကပါဒီနေ့တကယ်ကိုချုံမြည်တဲ့နိုင်ပွဲပိတ်သက်တွေအဖို့ကပါဗျာဒီနေ့ပွဲစဉ်ကနိုင်တော့နိုင်ပြီဒါပေမဲ့လို့အဲ့လိုဒီကိုများမယ်လို့ကျွန်တော်မထင်ခဲ့ဘူးဒါကကိုကစားသမားတွေရဲ့ဒီအတွင်းညီညီကစားကွက်တွေကနေပုံဖော်ပြီးတော့ပရစီလုပ်တဲ့နေရာမှာလည်းထိရောက်တဲ့ကျွန်တော်လှုပ်ဆောင်ခြင်းကြောင့်ရခဲ့တဲ့ဂိုးတွေပေါ့ဗျာကျွန်တော်ဒီနေ့မှဆိုရင်ပေါ့ဗျာ Brian Emmanuel တွင်ခဲ့တဲ့ငိုး ဘလော့တော့ကောင်းလေဗျာ60မိနစ်မှာတကိုးရေပြီးလို့ရှိရင်ပွေးပွေးစုံကနေကျွန်တော်68မိနစ်မှာလှလှပပကန်တင်ခဲ့တဲ့ဂိုးတွေကတပွေးလုံးမန်အွန်တမန်စုကိုဘရိုင်ယန်အေဘုံကိုရလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်သူတွင်းခဲ့တဲ့ဂိုးတွေကတဖက်ကစားသမားတွေလုံးဝထိန်းချုပ်လို့မရတဲ့အနေအထားတွေကနေကျွန်တော်ရခဲ့တာဆိုတော့စာသမားတွေဒါကပထမပိုင်းအချင်းတွေတကူပေါ့ဗျာ United အသင်းကပထမပိုင်းမှာ2-0နဲ့အမေရိကန်စုလုပ်ပြခဲ့တယ် ဒုတိယပိုင်းကိုကြာလို့ရှိရင်မက်ချစ်ဆောင်နေတဲ့အသင်းကထပ်ပြီးတော့ငိုရပါတယ်။ဘိုင်ယန်အဘမို68မိနစ်မှာဒီဂိုးရဲ့68မိနစ်မှာကျွန်တော်ထပ်ပြီးတော့အနိုင်သေးကြစီမဲ့ဂိုးကိုသွင်းယူခဲ့တာပေါ့ဗျာ။ဘောလုံးပိုင်ဆိုင်မှုကိုကြာလို့ရှိရင်သူတို့အသင်းကဒုတိယပိုင်းမှာလည်းဘောလုံးပိုင်ဆိုင်မှုကောင်းမွန်ခဲ့ပါတယ်။68ရာခိုင်နှုန်းရတယ်။ယူနိုက်တက်အသင်းက43ပေါ့ဗျာ။ကိုးပေါက်ကယ်သွင်းမှုကျွန်တော်တို့သူတို့အသင်းက18ကြိမ်ကျွန်တော်တို့အသင်းက13ကြိမ်ကိုးပေါက်တွင်မှုကကျွန်တော်က6ကြိမ်နဲ့သူတို့အသင်းက9ကြိမ် ကိုဘောက်ကဲတယ်မှု16ချီဆိုတာကသူတို့အတင်းတကေးကိုစွန်းဆောင်ရေကောင်းကျွန်တော်ချင်းမှာပြောသလိုပဲမချောသောဇွေငါတို့တကိုးရပြီဆိုတာနဲ့နောက်ထပ်နိုင်ပွေးရဖို့အတွက်ကို သူတို့အင်မတန်စွန်းဆောင်ခဲ့တယ်တကယ်လည်းပဲသူတို့အတင်းနဲ့ဒုတိယဘက်မှာကိုဂျန်နမနီတကိုးရတယ်32ဖြစ်နေတဲ့အနေအထားကသူတို့အတင်းနဲ့ဒရယ်ဆက်ယူနေတဲ့အတင်းကိုဖိအားပေးတယ်တိုက်စစ်ဆင်တယ်ကိုဘောက်တေးမှုတွေအမှန်ကန်ဆုံးသူတို့လုပြခဲ့တယ်ကျွန်တော်အတင်းရဲ့ ဒီရာသီနောက်ဆုံးပိုင်းအိတ်နဲ့တွေခေါ်ခဲ့တဲ့ဆယ်နီလဲမဲရဲ့ကောင်းမှုကြောင့်ဆယ်နီလဲမဲရဲ့ကျွန်တော်ကာကွယ်မှုကြောင့်တကစ်စီအလုံးတွေကိုကျွန်တော်လွတ်ပြခဲ့တယ်။ဒါဒီကြောင့်မေယူနေတဲ့တင်ကဖိုတူနဲ့နိုင်ခဲ့တာ။သုံးခုနှစ်ခုဆိုတဲ့အနေနဲ့မှတိုက်စစ်ဖွင့်ကစားတာ။ဒီနေ့တဲ့တင်ကခန်စင်ဟိုက်ပရက်ဇင်တော်တဲ့မလို့အဗင်နဲ့ကျွန်တော်ဘောလုံးကိုပြပမှုတွေမလို့ဘူး။ထင်ကစားပြီးတော့အပိုင်အခွေရဲ့ရာခါမှာကျွန်တော်ဂိုးတွေတွင်းတာ။တိုက်စစ်ဖုံပေါ်ပြီးတော့အမေရိကန်လုတ်တာ။ ဒီနေ့တင်ချက်မှာတပွေးလုံးချုပ်ကြရလို့ချင်းမက်ချက်စာဝင်နေတဲ့အသင်းကပထမပိုင်းမှာဆိုရင်ဖရေးစင်ကောင်းကောင်းလုပ်ပြီးတော့အမေရိကန်ဆုံးကျွန်တော်ဂိုးတွေသွင်းတယ်။တပ်ပေမလို့တစ်ဖက်သည်80လေးမိနစ်မှာဂိုးရပြီးတဲ့နောက်ပိုင်းမှာကျွန်တော် high pressure နဲ့တော့တယ်မလို့အပဲကျွန်တော်ပြေပုံမှုတွေအဲ့လောက်မလုပ်ဘူး။နောက်တစ်ချက်ကကိုရီးယားအသင်းရဲ့ခံစည်းပိုင်းတကေးကိုတင်ကြီးတယ်။ကျွန်တော်ဒီရာဒီမှာဆိုရင်လူရှော့ဒီလေးလင်နီယိုဒီကစားသမား၃ယောက်ကခံစည်းမှာ လုံလောက်တဲ့ ကာကွယ်မှုတွေတိုက်စစ်ကိုပေးပို့တဲ့နေရာမှာလည်းညာဘက်အချင်းကလီနီယိုကပေးမှုတအားကိုကောင်းပြီးတော့တဖက်အတင်းရဲ့တိုက်စစ်ကစားသမားတွေကိုဘရစ်စစ်လုပ်တဲ့နေရာမှာတီးကြပြီးတော့လွန်ဝအမဲကယ်ဆုံးဖြစ်နေတဲ့ပလေယာ၃ယောက်ကြီးတဲ့အတွက်ယူနိုက်တက်အတင်းရဲ့ကစားခွဲတွေကအရင်ပွဲစဉ်တွေနဲ့ကျွန်တော်မတူတော့ပါဘူးဒါကဆင်နယ်လဲပွဲစဉ်ကလေးကနေကျွန်တော်အပြောင်းလဲတွေလုပ်ပြီးတော့အမဲကယ်ဆုံးဖြစ်နေတဲ့အနေအထားတွေပေါ့ဗျာဆိုတော့စာသမားတွေကျွန်တော် လွန်ဝ United အသင်းကဒီနေ့ပွဲစီမှာမထင်မဲ့တာတွေအများကြီးလုပ်ပြခဲ့တယ်တဖက်အသင်း Brighton ကလည်းသူတို့အနေနဲ့ရရှိတဲ့အခွင့်အရေးတွေ Manchester United အသင်းရဲ့အားနည်းနေတဲ့အပိုင်းတွေကိုအခွင့်ကောင်းယူပြီးတော့သူတို့နှစ်ကိုရခဲ့ပါတယ်ဒါတွေကြောင့်မို့ပွေးပွေးဆုံးချိန်ဒီဖြောပြမှုရတာကောင်းကိုကျွန်တော်ပေးဆွဲနိုင်ခဲ့တယ်အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဒီနေရာမှာကောပြကျွန်တော်ကွင်းလင်တိုင်ကတော့အမားတွေကျွန်တော်ရှိခဲ့တယ်ပထမပိုင်းမန်ချက်စတာအနေနဲ့အသင်းကတကယ်ရာသီနဲ့ပနယ်တီကိုကျွန်တော်မရခဲ့ဘူးတစ်ဖက်မှာလည်း ဒရိုက်တာရဲ့အနိုင်တီမေယာကိုဟိုကွင်းလင်တိုင်ကသူသူ့အတူလေးဆုံးဖြတ်ချက်မှားတယ်ပြီးလို့ချင်းဘီယာဘောက်ကိုလည်းမချေခဲ့တဲ့အတွက်နိနာမှုတွေအများကြီးရှိခဲ့တယ်ဆိုတော့စာသမားတွေမက်ရှယ်ဆာအုံနေတဲ့အသင်ကတော့ဗျာဒီနေ့နိုင်ပွဲအပြီးမှာဆိုရင်အဆင့်၄ရမယ်၁၆မိုင်နဲ့ယာယီတယ်လန့်နိုင်တဲ့အနေထားတွေကျွန်တော်ရရှိတော့ခဲ့ပါတယ်ယူနိုက်တက်အသင်ကဒီရသည်၄ပွေဆက်အကွင်းနိုင်ပွဲနဲ့အတူ၃ပွေဆက်ပရီးမီးယားလိဂ်တစ်ခုကိုကျွန်တော်အနိုင်တစ်ခုနဲ့ရရှိခဲ့တဲ့ အနေနဲ့တခုဖြစ်နေပါပြီဒါကမန်ချက်စတာ United အသင်းပြန်လာပြီလားဆိုတာကိုကျွန်တော်စောသေးတယ်လို့ပြောရမှာပါဘာကြောင့်လဲဆိုရင်ပေါ့ဗျာကျွန်တော်ပြိသက်တွေကအခု Premier League 3ပွဲဆက်နိုင်ခဲ့တယ်အားကြီးစင်ပဲအားတက်စင်ပဲအခိုက်အတန့်ကိုမြင်တွေ့နေရပါပြီအပေါ်ကအသင်းတွေလေးနှမဲကော၄မဲကော်အဲ့လိုမျိုးအဆင့်တွေကအသင်းတွေနဲ့ဒီလောက်ပဲကော်နေတာတနည်းနည်းနဲ့မှကစားမင်း Messi တို့ကဆိုရင်ရာလစ်တွေစိုးဝါခင်းမယ်ဆိုရင် Arsenal တို့လုံးဝအချင်းတွေမကောင်းခင်းမယ်ဆိုရင် အဲ့လိုမျိုးအဆင့်၄နဲ့ရက်တွေဖို့ကျွန်တော်တွေးနေရပါတယ်။နေ့ရက်သင်္ကန်းဒီပေးပြီးပြီဆိုရင်လာမယ့်အဝေးခွင်း Notre Forest အိမ်ခွင်းမှာကစားရမှာဖြစ်ပါတယ်။အဲ့ဒီ Notre Forest ဆိုတာကလည်းဒီရည်တကယ်ကိုစုပ်ပြဲတဲ့ပြီးတော့အော်တိုင်ပဲနေနေအသေးသေးဖြစ်ပါတယ်။ဒါကြောင့်ကိုတွေကအဲ့လိုမျိုးပွေးစီတွေမှာတေးကြတဲ့သုံးဘက်ကိုရယူထားမှာလာမယ့်ပွေးချက်အနေနဲ့တကူမှကျွန်တော်ပြိုင်ဆိုင်မှုပြင်းထန်ပဲအသိဉာဏ်ကြီးနေနဲ့တွေးတဲ့ပုံစံတွေမှာဆိုရင် ဖြစ်သူရောမဟုတ်ပါဗျာဆိုတော့စာသမားတို့ဒါကမန်ချက်စတာနဲ့တင်းနဲ့ဘရိုက်တန်တို့ရဲ့ဒီပရီးမီးယားလေးပွေးစဉ်ကိုကစားခဲ့တဲ့နေရာတကူယူနိုက်တက်အသင်းကပရီးမီးယားလေးအိမ်ကွင်း၄ပွေးဆက်နိုင်ပြီးတော့နောက်ဆုံး၃ပွေးဆက်ပရီးမီးယားလေးကိုအနိုင်ယူထားခဲ့တဲ့အနေအထားမှာရှိနေပါတယ်စင်တာလေးကိုကျွန်တော်အသင်းက2စီးနဲ့နိုင်တယ်လီဗာပူးရဲ့အိမ်ကွင်းမှာယူနိုက်တက်အသင်းက2ဝဲနဲ့ထက်နိုင်ပြီးတော့ပရီးမီးယားလေးပွေးစဉ်ကိုအပြီးမှာဆိုရင်ကိုရဲ့ Old Trafford မှာပိတ်သက်တဲ့လုံးဝဒီလိုမျိုး goal အများကြီးရမယ်လို့ မြုံမဲမထားတဲ့ကြားတွေကနေပရန်အမ်ဘူမူနှကိုကက်စမီရိုတကိုပီလိုချင်းကျုံတို့မတီးရဲ့ကိုညာလှလပပသွင်းခဲ့တဲ့လေးကိုနဲ့ဟိုကအမေကဲဆုံးနိုင်ခဲ့တဲ့ပွဲစီတကူဖြစ်ပါတယ်ဆိုတော့ညင်ကူတို့အနေနဲ့ဒီနေ့ပွဲစီမှာဘသူတွေကကောင်းမှုမရှိမလဲအအတင်းတက်ဘလောက်ထိအကျိုးပြုခဲ့တဲ့ကစားကသမားတွေရှိခဲ့တယ်လေဆိုတာညင်ကူတို့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေးမက်ချက်စာအောင်နေတဲ့အတင်းနေနဲ့နိုင်ပွဲတဲ့အမေကဲဆုံးရချိနိုင်ပါစေဆုံးဆန္ဒပြုရင်းနဲ့ အားလုံးပဲကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲโอเคပါ조자따고싸래진요따고태싸래